အကျွေးတွေအကျွေးဆက်ရင်အကျွေးမထက်အောင်လည်းပဲကိုယ့်အကိုသတိထားပြီးနေရတော့အတိတ်အကြောင်းတရားကပါလာတဲ့အကျွေးရှိရင်အဲ့ဒီအကျွေးတွေဒီဘဝဒီမြတ်နဲ့ပဲကြည်အောင်ဆက်ပါတော့အကျွေးတွေထပ်ပြီးတော့မယုံမိဘူးလို့ကြည့်ထပ်ပြီးယူရဲစတာကခုနပြောခဲ့တဲ့ကိလေသာဘုတ်ကိုအကြောင်းပြပြီးတော့ဆက်တက်ဆက်တက်ပြီးကာမဝတ္တေလောဆောင်ချက်တွေလောက်လာတဲ့ဟာမျိုးမဖြစ်အောင်ကြိုးစားရတော့လားအဲ့ဒါဆိုရင်ဝတ်လဲစရာအကြောင်းရှိတယ်လောဘကိုအကြောင်းပြီးတော့လောဆောင်ချက်တွေပါလာတာမျိုးမဖြစ်အောင် ဒေါသကိုအကြောင်းပြပြီးတော့ဒေါသဆိုတဲ့ကိလေသာဝတ္တေကိုအကြောင်းပြပြီးတော့ကာမဝတ္တေလုံးဆောင်ချက်တွေမပါလာအောင်အဲ့လိုနေထိုင်နိုင်မယ်ဆိုရင်ဝိပါကဝတ်ဆိုတဲ့ကျွန်ရလက်ပြန်လည်တက်ရောက်မှုကတော့ရှိမှာမဟုတ်တော့ဘူးမပြောချင်တာကဘဝမှာ သူလုံးလုံးကိုလုံးတယ်ဆိုရင်အဲ့ဒါကိလေသာဝတ္တေဆက်ပြီးတော့လဲစီတာပဲလေသူပြောလို့ကိုပြောဆိုတာမျိုးတွေအကုသိုလ်နဲ့ညွဲတဲ့ဟာမျိုးတွေဆိုကိလေသာဝတ္တေဆက်ပြီးတော့လဲစီတာပဲလေသူမောလို့ကိုမောဆိုတဲ့ မုန်းတယ်ဆိုတာအာဃာတဒေါသတရားပဲဒေါသတရားကသူမုန်းလို့ကိုမုန်းတယ်သူလှုပ်လို့ကိုလှုပ်တယ်ဆိုရင်အဲ့ဒီဒေါသလျောက်လှုပ်ခဲတဲ့လှုပ်ချင်းလှုပ်ဆင်းခြင်းဒီဒေါသအလျောက်ဆိုဒေါသဒီကိလေသာဝလဲတာပဲအဲအဲ့ဒီဒေါသဝကြောင်းပြီးတော့လှုပ်ဆောင်ချက်တွေပါလာကာမဝတ္တိဖြစ်ကမ္မဝိရိဖြစ်လာရင်တစ်ချိန်ချင်းအကျိုးပေးခွင့်ညာအကျိုးပေးဖို့အချိန်ညာကိုရှိပြန်ရအောင်ပါ ကုသိုလ်ကံအကျိုးပေးဆိုရင်တော့ဒီမျိုးပေါ့အကုသိုလ်ကံအကျိုးပေးရကြောင်းနောက်တိတ်ကြည့်သွားရင်ဟိုကျွေးဖြစ်ပြန်ပြီးဆက်ရတာဆိုတော့အဲ့ဒီသူတပြန်ကိုတပြန်နဲ့တန်တရားအဆုံးတတ်ပါတန်တရားလဲဘူးလဲနေတော့ကြောက်အဲ့ဒါတွေမဖြစ်အောင်ဟိုကိလေသာဝတ်တွေကိလေသာတွေစက်တန်စက်တန်ဖြစ်ပေါ်နေတဲ့အခါမှာတတိလေးကပ်ပြီးတော့ကာမဟုတ်ထုတ်ဆောင်ချက်တွေလုတ်တဲ့အစင်တွေရောက်မှာတော့တို့သတိပြုနေရတော့တာဘဝမှာဒါကကြတော့အရှုံးပေးတယ်ဆိုတာတဲ့ ုကြွေးတွေပြန်မပါလာကိုဘွားဖြတ်လိုက်တဲ့သဘောကိုကံကိုဖြတ်လိုက်တဲ့သဘောဆိုရင်ပုံမှန်မှာပေါ့မြတ်စွာဘုရားကနာယဝေရဏဝေဒာနိတမ္မန္တိတာကုဋ္ဌဆမအဝေရဏသာဝေဒာနိတေတဓမ္မောတဏ္ဏတရောဝေရဏရံကုန်ရံညတုတ်ပြန်ခြင်းဖြင့်ဝေဒာနိဉာဏ်တို့ကုဋ္ဌဆံဘေသောခါမှာနတမ္မန္တိမငင်းအင်းနိုင်ကုန်အဝေဒနာစာရံကိုရံချင်းမတုံနှင်းချင်းပင်သာဝေဒနာရံတို့သည် တမ္ပန်ဒီငြိမ်အင်းနိုင်ကုန်ဘူး။သူလို့လို့ကိုလို့တယ်သူပြောလို့ကိုပြောတယ်သူတုံ့ပြန်လို့ကိုတုံ့ပြန်တယ်ဆိုတော့ရန်ကိုရန်ချင်းလုံနေသည်များကတော့တဲ့ရန်တွေကဘယ်တော့မှပြီးမှာမဟုတ်တော့ဘူး။ရန်ကိုရန်ချင်းမတုံ့နှင်းမှသာလည်းရင်အဲ့ဒီတံပြန်တရားမှုကိလေသာတွေရဲ့အကျိုးပေးမှုတွေလည်းရပ်တန့်ပြီးတော့ဘဝမှာဟိုကကိုတန်တရားတူအောင်လုပ်တယ်လို့လောက်ရလောက်ယူရတော့မှာပေါ့ပြောချင်တာက ကိုလူတယောက်ကိုသိမ့်မောင်းပြီးရှင်ကိုကအင်စားဖြတ်ကိုကြိုးစားရတာသူဘုန်းလို့ကိုကပြန်မောင်းရင်အမောတော်သားကိုဒေါသဆိုတဲ့ကိလေသာကိုလည်နေတဲ့အချိန်မှာကိုကပြန်လုံးလိုက်တော့ကာမဝတ္တိဆက်ပြီးတော့ပါလာတယ်အဲဒီကာမဝတ္တိဆက်ပြီးပါလာတဲ့အတွက်ကြောင့်အော်ဝိပါကဝကပြန်ပြီးတော့အကျိုးရလတ်တွေပြန်ပြီးကိုရှိကိုရောက်လာလို့ရှိအဲ့ဒါဝိချွေးတွေနဲ့တန်တရားလဲမှုကအဆုံးသတ်မှာမဟုတ်တော့ဘူးအဲ့ဒီလိုအဆုံးသတ်မှုမလောက်နိုင်တဲ့များတော့တန်တရားတွေနဲ့ ဝကျွေးတွေနဲ့အိုးဘယ်တော့မှပြတ်သွားမှာမဟုတ်တဲ့အခါကျတို့တွေဝကျွေးတွေဖြတ်ချင်လို့ရှင်တန်တရာကိုရက်တန်တရာကိုရက်တန်စီခြင်းတော့ကိုယ့်ရဲ့ကိလေသာတွေကိုကိုဖြတ်နိုင်အောင်ကြိုးစားရတော့မှာ